င်္ဂလာပါရှင်။ဗမာခေတ်သတင်းဌာနမှကြိုဆိုလိုက်ပါရရှင်။မြန်မာ့ရဲ့ channel ကတော့မြန်မာနိုင်ငံရဲ့အနောက်ဆုံးရသတင်းထုတ်သတင်းအုံများကိုအချိန်နဲ့တပြေးညီတင်ဆက်ပေးနေရပဲဖြစ်ပါရရှင်။ယခုကပရမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ထိုင်းမြန်မာနယ်စပ်တီဘောဘုတ်စကန်တို့ဆစ်လာကိုသောအင်အား90ကျော်ပါစစ်တပ်စစ်ကြောင်းတစ်ခုလုံးကို KNL ဘူပေါင်းတပ်များကချိန်မုံလိုက်ပြီးစစ်သား30ကျော်အရှင်ပြီးစစ်သားများပြားသေးဆုံးပြီးလက်နက်များရရှိဆိုတဲ့သတင်းပဲဖြစ်ပါရရှင်။ကရင်ပြည်နယ်ထိုင်းမြန်မာနယ်စပ်တီဘောဘုတ်စကန်တို့စစ်ကုန်းလာသောအင်အား90 20ကျော်ပါစစ်တပ်စစ်ကြောင်းတစ်ခုလုံးကို KNL ပူပေါင်းတပ်များကချိန်မုံလိုက်ပြီးစစ်သား30ကျော်အရှင်မီကအများပြားတိုက်ဆုံသောကြောင့် KNL စစ်ရေးတရင်ရင်မြက်ကရှန်ကုန်ခေတ်တဲ့တရင်ဌာနထံသို့ပြောဆိုသည် မေလ28ရက်နေ့မှာစတင်ပြီးကရင်ပြည်နယ်ထိုင်းမြန်မာနယ်စပ်မြောက်ရီမြို့နယ်တေဘောဘုစစ်တပ်စခန်းသို့စစ်ကူလာသောအင်အား90ကျော်ပါစစ်တပ်စစ်ကြောင်းကို DGBA ဌာနချုပ်စုံစင်းမြိုင်နေသို့ရောက်ရှိနေစဉ် KNL မှာမိဘပေါင်းတပ်များကပိတ်ဆို့တိုက်ခိုက်ခဲ့ကြောင်းယနေ့နံနက်ပိုင်းတွင်အဆိုပါစစ်တပ်စစ်ကြောင်းမှစစ်ကြောင်းတစ်ခုလုံးပြုတ်သွားပြီးစစ်သား30ကျော်ရှင်ဖမ်းဆီးရရှိကြောင်းအများပြားသိဆုံးကြောင်းသိရှိရသည် အရင်စစ်ကြောင်းကတေဘောဘိုးကိုတော်ဖို့လာတာ DKB ဌာနချုပ်နာရောက်မှာတော်လိုင်းတက်တွေကပိတ်ဆိုပြီးတိုက်ခိုက်တော့အခုတော့ရှင်းသွားပါပြီစစ်ကြောင်းတစ်ကြောင်းလုံးပြုတ်သွားပြီစစ်ကြောင်းမှာအင်အား82ဦးပါတယ်ဂျားပြတ်တိုက်တာမှာ30ကျော်အလက်ရှိရှင်မိထားတယ်ဂျန်နရီအကုန်လိုက်ရှင်နေတယ်လက်နက်တွေလည်းရထားတယ်လေရင်လာကျဲနိုင်လို့တရိထားနေရတယ်မနေ့ကနေဒီမနက်ပိုင်းမှာအပြီးဂျားပြတ်တိုက်ခိုက်တာပါဟုစစ်ရေးသတင်းရင်းမြစ်ကရှင်းပြသည်ထို့ပြင်တေဘောဘိုးတရာထိတ်ရှိအစံဖက်စစ်ကောင်စီတေဘောဘိုးစခန်းနေရာနဲ့ကာကင်စခန်းနေရာကို KN နယ်လီမာမိတ်တပ်များကပိတ်ဆို့တိုက်ခိုက်နေကြောင်းသိရှိရသည်။ထိုင်းမြန်မာနယ်စပ်ဝါလီရင် KNL မာမိတ်တပ်များကအကြမ်းဖက်စစ်ကောင်စီတပ်စခန်းတွေကိုစက်တိုက်မနာရန်စစ်ဆင်တိုက်ခိုက်နေပြီးမာမိတ်ပူပေါင်းတပ်များနေဖြင့်ကလည်းကနယ်လီမော်ခေထီးသက်ပလေစခန်းများကိုတိုက်ခိုက်နေကြောင်းသိရှိရသည်။ ဆလဘီမြင်းချက်မျိုးပေါ်ရှိခရိုင်ယုံရဲတဲ့နှောင်းစည်းချံစစ်တပ်ကိန်းနဲ့စကဝါဂိတ်တို့ကိုတပြိုင်တည်းဝင်ရောက်တိုက်ခိုက်မှုစစ်သားနဲ့ပြူစော်တွေရှေ့ဦးသိဆုံးဆွဲတဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင်။မန္တလေးတိုင်းမြင်းချက်မျိုးပေါ်ရှိခရိုင်ယုံရဲတဲ့နှောင်းစည်းချံစစ်တပ်ကိန်းနဲ့စကဝါဂိတ်တို့ကိုတပြိုင်တည်းဝင်ရောက်တိုက်ခိုက်မှုစစ်သားနဲ့ပြူစော်တွေရှေ့ဦးသိဆုံးခဲ့ကြောင်းမြင်းချက်ဘလက်တိုက်က MPD တပ်ဖွဲ့ကောင်းဆောင်ပုံမိုက်ခဲကရှန်ကုန်ခေတ်တဲ့တရင်ဌာနထံသို့ပြောကြားသည် မေလ15ရက်နနက်10:00အချိန်မှာစာရေးမြင်းကျဲမြို့ခရိုင်ယုံရှဲတဲ့နန်းကျောင်းအမှတ်18ရပ်ကွက်ဇီးချံကာကင်ဂိတ်စကန်နဲ့အမှတ်18ရပ်ကွက်စကဝါကာကင်ဂိတ်စကန်တို့ကိုကိုမြင့်ဆောင်အညာမြေစစ်စင်ရေးဖြင့်မြင်းကျံဘလက်တိုက်က MBD တပ်ဖွဲ့နဲ့မဟာမိတ်များပူးပေါင်းကတပြိုင်တည်းဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းသိရသည် စကန်းတော့မသိနိုင်ခဲ့ဘူးမြို့ပေါ်ဆိုတော့သတင်းပောက်တဲ့အပိုင်းတွေလည်းပါမယ်သိထားရတဲ့အင်အားထက်3-4လောက်များနေတာရှိတယ်အဲလိုဆိုတော့လက်နက်တွေလည်းမရခဲ့ဘူးဒီစစ်စင်ရဲ့အတွင်းမှာပြည်သူတွေထိခိုက်မှုရှိတယ်လို့ကြားတယ်မိဘပြည်သူတွေအနေနဲ့ဆဲအုပ်စုနဲ့နေတဲ့နေရာတွေမှာမနေကြဘူးအထက်ကမြစ်တာရက်ခန့်ကျင်းမာတွေဟုမြင်းချံဘလက်တိုက်က MPD တပ်ဖွဲ့ကောင်းဆောင်ပုံမိုက်ခဲကရှန်ကုန်ခေတ်တဲ့တရင်ဌာနထံသို့ပြောဆိုသည်ထို့သူတိုက်ခိုက်မှုအတွင်းစစ်သားတအုပ်အမျိုးသမီးပြူစောတဲ့အုပ်နဲ့အမျိုးသားပြူစောတဲ့ငါးအုပ်စုစုပေါင်းရှစ်ဦးသေဆုံးခဲ့ကြောင်းသိရသည်အဆို ဘာတိုက်ခိုက်မှုကိုမြင်းချံဘလက်တိုက်က MVD တပ်ဖွဲ့ဘာမစ်ကာယလာ 4BGF နဲ့ပိုးစားပျောက်ကြားတပ်ဖွဲ့တို့ပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်များအထူးကမ်းရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း၎င်းစစ်စင်ရေးမှသည်မြို့သိမ်းစစ်စင်ရေးတို့ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်သွားမည်ဖြစ်ကြောင်းအသိပေးထားသည်ရှိခိုးဆက်လက်တင်ဆက်ပေးမယ့်သတင်းအကြောင်းအရာကတော့ဘာကံမြို့နယ်လုံခင်းချေရွာအနီးတွင်စစ်ကောင်စီတပ်နှင့် KNY ပူးပေါင်းတပ်များကြားတိုက်ပွဲများအပြင်းထန်ဖြစ်ပွားဆိုတဲ့သတင်းပဲဖြစ်ပါရဲ့ရှင်။ ကချင်ပြည်နယ်ဘာကံမြို့နယ်လုံခင်းကျေးရွာနေရင်စစ်ကောင်စီတပ်နှင့် KIA ပူးပေါင်းတပ်များကြားတိုက်ပွဲများဖြစ်ပွားလျက်ရှိကြောင်းဒေသပြည်သူများနှင့် KIA ရဲတရင်ရှင်မြကရန်ကုန်ခေတ္တတရင်ဌာနထံသို့ပြောဆိုသည်မေလ29ရက်နေ့ညပိုင်းမှစတင်၍ဘာကံမြို့နယ်လုံခင်းကျေးရွာနေသို့ရောက်ရှိလာသောစစ်ကောင်စီတပ်များရောက်ရှိလာခြင်းလက်နက်ကြီးများဖြင့်ပစ်ခတ်မှုများလှုံ့ဆော်ခဲ့ကြောင်းရှင်းအောင်ယနေ့နေ့နဲ့ရှင်းနိုင်ချိန်တွင်တိုက်ပွဲများစတင်ဖြစ်ပွားလျက်ရှိကြောင်းသိရှိရသည်အခုဖြစ်တာကလုံခင်းရွာတဲ့တော့မရောက်သေးဘူး လုံကင်းဘက်မရောက်ခင်ဥရုချောင်းချားတယ်။နမျက်နာဖျားဘက်မှာဖြစ်နေတာလုံကင်းကိုတော့တိုက်ပွဲမရောက်သေးဘူး။ဒါပေမဲ့တိုက်ပွဲအတန်တွေအကုန်ကြာနေရတယ်။ခွန်စာကုံလေပြင်းနာဘက်တွေမှာဖြစ်နေတာအဲဒီစစ်ကြောင်းကဖားကက်မြို့ကိုဦးတည်လာနေတာလေပြင်းဘက်မှာပြက်စီးမှုများတယ်။ပြည်သူတွေလည်းထိခိုက်မှုရှိတယ်ဟုကရင်ရေးစည်ရေးတရင်မြက်ကပြောဆိုသည်။အကြံဖက်စက်ကောင်စီတပ်ကအင်အားရချေပြင်းဖားကက်မြို့သို့ဦးတည်လာနေချိန်တွင်လမ်းတစ်လျှောက်တွင်လည်းဂျေးရွာများကိုဦးတည်၍ပြစ်ခတ်မှုများလှုံ့ဆောင်းနေကြောင်းဖားကက်မြို့အဝင်ရန်ချက်စက်ရုံနှင့်လေပြင်းဂျေးရွာတွင်သို့စစ်ကြော ောင်းထုတ်ဝင်ရောက်လာစဉ်ထိတွေ့တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ကြောင်းသိရှိရသည်စစ်တပ်ရဲ့သွားတဲ့ပုံကိုကြည်ရတာဖားခန့်တမကုန်းကိုဦးတည်ထားတာတမကုန်းကို KNY ပူပေါင်းတပ်တွေကပိတ်ဆို့ထားတာ ဒါပေမဲ့အရိတက်မဂုံကနေလက်နက်ကြီးတွေမကြခနာဆိုသလိုပြစ်ခတ်မှုတွေလုပ်နေတယ်။အခုသိရတာကစစ်တပ်ကပြည်သူတွေကိုဖမ်းဆီးနှိပ်စက်တာတွေလုပ်နေတယ်၊တပ်ဖြတ်မှုတွေလည်းလုပ်နိုင်တယ်။ပြည်သူတွေတရီထားဖို့လိုပါတယ်ဟု KYA စီရေးတဲ့ရင်မြကပြောဆိုသည်။လုံခင်းဒေသပြည်သူများလည်းရမန်နေအညာပိုင်းတို့ဆစ်ဆောင်သွားကြပြီဖြစ်တော့လေလုံခင်းရွာတွင်ကြန့်ရှိနေသောပြည်သူများစွာရှိနေကြ။စီရေးချိန်တွေတင်မာနေပြည်သူများမှာစစ်ဘေးရှောင်ရန်ပြင်ဆင်နေကြပြီဖြစ်ကြောင်းသိရှိရသည်။ ဆက်လက်ပြီးအင်အားတရာကျော်ပါစစ်ကောင်စီတပ်စစ်ကြောင်းတစ်ခုမြိုင်နယ်သို့ဦးတည်လာနေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။မကွေးတိုင်းပခုတ်ကူမြို့ခြေဆိုင်ချင်းမြန်တပ်မတရားတင်မှအင်အားတရာကျော်ပါစစ်ကြောင်းတွင် မြန်မျိုးတို့အိုတီနေကြောင်းဒေတာရင်းတရင်ရမြေချိုကပြောသည်အဆိုပါစစ်ကြောင်းသည်ရှမန်နေမေလာ28ရက်ကပခောက်ကူမြို့နယ်ညောင်ချစ်ပင်ကြီးရွာရောက်ရှိလာကရှနေမေလာ28ရက်တွင်ဖောင်ချောင်းကြီးရွာနောက်ဘက်ရှိနေသည်ဟုဆိုသည်မြန်မျိုးနယ်အတွင်းမှာပြူရွာရီစီကိုရှောင်းအောင်သွားမည်လို့သိရပါသည်မြေပြင်စစ်ကြောင်းနှင့်အတူလေကြောင်းမှပါမည်လို့သိရပါသည်ဟုအညာမြေအရက်ဘက်လူမှုအဖွဲ့အစည်းတာဝန်ရှိသူကစစ်ကြောင်းထုတ်လာသည့်စစ်ကောင်စီတပ်အခြေအနေနှင့်ပတ်သက်ပြီးလူတို့ຫນွေဦးတို့ရှင်းပြသည်စစ်ကြောင်းထုတ်လာသည့်လမ်းကြောင်းတိုင်းဆိုပါကမြန် ုင်းမြို့နယ်တွင်ရှိတွင်းမပြူစော်တွေရွာနှင့်တရက်ကံပြူစော်တွေရွာတို့ဝင်ရောက်နိုင်ကြောင်း၎င်းကခံမှန်းသည်ထို့ကြောင့်အဆိုပါကျေးရွာများနေရှိပြည်သူများအနေဖြင့်လေးချောင်းအနေနဲ့မြေပြင်မှလာနေသည့်စက်ကောင်စီတပ်စစ်ကြောင့်အထူးသဖြင့်ပြူရန် မြန်မြို့နယ်ရပ်ဘက်အဖွဲ့အစည်းချုပ်ကတိုက်တွန်းသည်မြိုင်မျိုးနယ်တောင်ပိုင်းကမိဘပြည်သူများဒရီဝရီယာနဲ့နေထိုင်ကြဖို့အတိပေးအပ်ပါတယ်ဟု We Love မြိုင်တောင်ဝင်းရှိသူကပြောသည် ရှစ်ခုမေလ2ရက်မှ9ရက်ထိမြိုင်မျိုးနယ်ရှိတောင်ပိုင်းမှာတည်ကြည်တော့လေတန်းနဲ့ ပေါပင်ကိုင်းကျေးရွာတို့ကိုစစ်ကောင်စီတပ်ကစစ်ကြောင်းထုကဖုံးကြီးကျောင်းအပဝင်ပြည်သူနေအလုံး40ခန်းကိုမိရှုဖျက်ဆီးခဲ့သည်အဆိုပါစစ်ကြောင်းကိုဒေသခံကာကွယ်ရေးတပ်များကတိုက်ခိုက်ရာစစ်ကောင်စီတပ်သားရှုပ်လောင်ရှစ်လောင် MA1 တလက်ကြီး900ကျော်နဲ့ခင်းရံချို့ကိုတင်စီရရှိခဲ့ပြီးစစ်ကောင်စီတပ်သည်ပုခုတ်ကိုမြို့သို့တပ်ပြန်ဆုတ်သွားခဲ့သည်ဆလဘေးချင်းပြည်သက်ကွန်ဂရက်ပါတီကိုစစ်ကောင်စီကပါတီတီထောင်ခွင့်ပြုဆွေးတဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင်စစ်ကောင်စီရဲ့ရွှေကောက်ပွဲကော်မရှင်ကချင်းပြည်သက်ကွန်ဂရက်ပါတီကို ိုင်ငံရေးပါတီတည်ထောင်권ပြေးလိုက်တယ်လို့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်ပါတယ်။ဆင်းမြေတဲ့ကွန်ကရစ်ပါတီဟာခွင့်ပြုချက်ရရှိသည့်နေ့ကစပြီးရှက်ပေါင်း30တွင်နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်းနေဥပဒေ9နဲ့ညီကော်မရှင်ကိုနိုင်ငံရေးပါတီအဖြစ်အမှတ်ပုံတင်ပေးဖို့လျှောက်ထားရမှာဖြစ်ပါတယ်။ဆင်းမြေတဲ့ကွန်ကရစ်ပါတီကိုနိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေနေဥပဒေနဲ့အညီညီညွတ်ကြောင်းစီစစ်တွေ့ရှိရလို့မေလ26ရက်နေ့မှာပါတီတည်ထောင်권လျှောက်ထားခြင်းကိုခွင့်ပြုလိုက်တယ်လို့ဆိုပါတယ်။ဆင်းမြေတဲ့ကွန်ကရစ်ပါတီတည်ထောင်권ကိုမက်လာ 6ရက်ကစစ်ကောင်စီရွေးကောက်ပွဲကော်မရှင်နဲ့ရှောက်ထားခဲ့တာပါ။လာမယ့်ရွေးကောက်ပွဲမှာပါဝင်မှုအစိုးမီအမျိုးသားပါတီ၊ခုံမီအမျိုးသားပါတီတို့လည်းပါတီတီထောင်ခွင့်ရှောက်ထားပြီးခုံမီအမျိုးသားပါတီကတော့ပါတီတီထောင်ခွင့်ရရှိပါပြီ။စစ်ကောင်စီတက2025ခုနှစ်ဒီဇင်ဘာလမှာရွေးကောက်ပွဲကိုကျင်းပသွားမယ်လို့ကြေညာထားပါတယ်။လက်ရှိမှာပါတီတီထောင်ခွင့်ပြုထားတဲ့နိုင်ငံရေးပါတီ16ခုရှိပြီးပါတီတီထောင်ခွင့်ရှောက်ထားသူ29ခုရှိနေတယ်လို့သိရှိရပါတယ်ရှင်။